မြန်မာတုံးတရင်တပုတ်လေးနဲ့မောင်းမကဲဂျဲစကန်ကိုဒေါ်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်သွဲတင်းမှုတင်းဆက်ပေးပါတင်းလိုက်တိုင်းလောင်းလုံးမျိုးနဲ့မောင်းမကဲဂျဲစကန်ကိုဒေါ်လန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်သားများထိခိုက်ဒိဆုံးမှုရှိကရန်နက်ခဲရများနဲ့တိတ်စီရရှိကြကြောင်းတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ဒေါ်လန်ရေးတရေရေးမြစ်ကကျော်စုပါနီအော်တိုဘလာ26ရက်နေ့နနက်ပိုင်းမှာဒေါ်လန်ရေးတပ်ဖွဲ့များကလောင်းလုံးမျိုးနဲ့မောင်းမကဲဂျဲစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုက်ပွဲအတွက်အကြံပေးစစ်တပ်မှဒေယျဖြစ်လာရောက် ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကိုတိုစစ်တပ်ကဒေယျဖြစ်ပုံကျဲခုခံနေတဲ့ကြားမှာမောင်မကရဲစကန်ကိုတော်လန်ရစ်တခွေမြောင်းကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွက်အကြံပေးစစ်တပ်မှထိခိုက်သိမ်းဆုံးလို့ရှိပြီးရဲစကန်အတွက်ရှိလက်နက်ခဲယံများနဲ့သိမ်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းလောက်ကလေးကရဲစခန်းကိုဝေရောက်တိုက်ခိုက်ခဲ့တာပါစစ်ခွဲတွေကလေရင်တွေနဲ့ဘုံပြတိုက်ခိုက်နေတဲ့ခြေကားကို ဇေသကန်ကိုတီးတဲ့တိုက်ခိုက်သိမ့်ပိုက်တန်ခဲ့ပါလေစစ်ခွဲတွေတိတ်ဆုံးတာလည်းရှိပါတယ်ဇေသကန်တွေကလက်နက်ခဲရံလို့နဲ့တိတ်စီနိုင်ခဲ့တယ်လို့တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့တော်လန်ရဲတွေရဲမြစ်ကကြောဆိုပါညောင်းဒုတိယသတင်းတပုတ်အင်းနဲ့ငင်းကြံတဲ့စစ်တပ်အထံဆက်တက်ဆွဲထားတဲ့တမ်းမီဆက်ရုံကိုတစ်တုံညာခွန်မမအ short တိုက်တုံးကျဲလုံးကြည့်ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သိဆုံးမှုများပြားဆိုတဲ့တွင်ကိုတိဆက်ပေးပါမယ် မန္တလေးတိုင်းဂရင်းကျမ်းမြို့နယ်မှာအကြမ်းမဆက်တဲ့အထိုင်ရှပြဆွဲထားတဲ့တပ်မိစက်ရုံကိုတစ်တုံများကမမဆော့တိုက်တုံးဆယ်လုံးဖြစ်ပြစ်ခတ်တိုက်ခတ်ခဲ့ရစစ်သား15ဦးတိတ်ဆုံးခဲ့ကြောင်းဂရင်းကျမ်း disturb ဘတ်တုံလိုင်းရုံနှစ်မှတက်ရင်မိုးကပြောဆိုပါတယ်အော်တိုဘလာ19ရက်နေ့ဂရင်းကျမ်းမြို့နယ်မှာအကြမ်းမဆက်တဲ့ကအင်းအားနှစ်ရာခန့်နဲ့အထိုင်ရှပြဆွဲထားတဲ့တပ်မိစက်ရုံကိုတော်လန်ရဲတပ်ခွဲ့များကတစ်တုံများဖို့မမဆော့တိုက်တုံးတဲလုံးဖြစ်ပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းထို့သောတိုက်ခိုက်မှုအတွေ့ဂျမတ်စစ်တပ်ဘက်မှ ဆငါဦးတိတ်ဆုံးကခိခိုက်တရားရရှိသူများပြပြီးတော်လည်းရဲဘော်များအထီးကမ်းရှိပြန်လည်းဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ညဉ့်ညံတမီးဆက်ရုံကိုတို့တို့ပြစ်ခဲ့တာပါဆယ်လုံးပြစ်တာမှရှစ်လုံးကအောင်မြင်တယ်ရှစ်လုံးအောင်မြင်တဲ့အထဲကနေလေးလုံးကခိချက်ကောင်းမှန်ပါတယ်။အဲလေးလုံးကစစ်ခွေးတွေရှိတဲ့နေရာကိုကြားရောက်ပေါက်ပွဲခဲ့လို့စစ်ခွေးတိတ်ဆုံးတာများခဲ့တာပါ။အဲဒီနေရာမှာစစ်ခွေးအင်အားတော့နေရာကဝန်းကျင်ရှိပါ စစ်ခွေးသေးတာခမန်းကြီး15ဦးသေဆုံးပြီကျွန်တော်တို့ရဲဘော်တွေအထူးကိမရှိပြန်လဲစုတ်ခွာနိုင်ခဲ့တယ်လို့ညင်းတန် justice ဘက်တလိုင်းုံနှစ်မှာတည်ရင်မှုကပြောဆိုပါတယ်အဆိုပါတိုက်ခတ်မှုကိုမြင်းကြက်ခရအမှတ်နဲ့တည်ရဘာမဲ့ဂါရီယာဖို့ PGF မြင်းကြံ1မိုးစစ်ကြောင်းမဲ့မြင်းကြံခရအမှတ်သုံးတည်ရင်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရေရရှိပါတယ်မြောင်းနောက်ခက်တရင်တပုတ်အနေနဲ့ရန်ကုန်မြို့မှာအသက်16နှစ်အရွယ်ចောင်းသားမောင်ဝေကျိုးကိုစစ်တပ်ကပေါ်တာဖက်ဖမ်းတိတိ အသက်19နှစ်မှတ်ပုံတဲ့အတုထုတ်ပေးကစစ်မှုတပ်တင်းနဲ့เจ้าပို့ဆောင်မှုမိသားစုကအထောက်အထားအပြည့်စုံဖြင့်ပြန်လည်ကယ်ထုတ်ပေးတဲ့တရေမထက်ဆက်ပြီးပါရန်ကုန်မြို့မှာအသက်19နှစ်အရွယ်เจ้าသားမောင်ဝေဖြိုးကိုစစ်တပ်ကပေါ်တာဆွဲခန့်စီသည့်အသက်19နှစ်မှတ်ပုံတဲ့အတုထုတ်ပေးကစစ်မှုတပ်တင်းနဲ့เจ้าတို့ပို့ဆောင်တဲ့မှုအပေါ်တပ်ဆိုင်ရန်เจ้าသားမောင်ဝေဖြိုးရဲ့မိသားစုများကအသက်မပြည့်သေးတဲ့เจ้าသားအထောက်အထားအပြည့်စုံနဲ့ပြသရပြန်လည်ခေါ်ယူနိုင်ခဲ့ကြသောသိရှိရ ဟောဂလာ၂၆ရက်နေ့ညနေ၆နာရီအစပသက်၁၈နှစ်အရွယ်ကျောင်းလာဘောင်မီဖြိုကနေပြီးတော့လယ်ဝေးမြို့နယ်ဝင်းတဲကူကျေးရွာမှာနေထိုင်သူဖြစ်ပြီးရန်ကုန်မြို့နယ်မှာအမားဖြစ်သူကိုတွားရောက်ခဲ့ကြောင်းရန်ကုန်သို့ရောက်တဲ့အခါအလုံးမြို့နယ်အလုံးစိတ်ကမ်းမှလမ်းလျှောက်တဲ့အမည်မသိအမျိုးသားတစ်ယောက်ကရောက်လာပြီးလက်ကိုအတဲဆွဲကကားပေါ်ကိုဆွဲတင်သွားခဲ့ကြောင်းဘောင်ဝေချွန်းနဲ့အတူဖမ်းဆီးရရှိခဲ့တဲ့လူငယ်၁၀ဦးရှိပြီး လူငယ်များကိုထွက်ပြေးလင်ပြစ်ခတ်တက်ဖြတ်မယ်လို့ခန်းစည်းသူကလူငယ်များကိုရှိတ်ရှောက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်မှာမောင်ဝေဖြောပါဝဲလူငယ်၁၀ဦးကိုကားသုံးစီးဖြင့်ချမ်းပြည်နယ်အောင်ပန်းမြို့သို့ခေါ်ဆောင်လာစစ်စေးရောအနီး KDB အခန်းမှာပိတ်လောင်ထားခဲ့ကြောင်းအဆိုပါ KDB မှာအခါခံထားရတဲ့လူလူငယ်၄၀ကျော်ရှိကြောင်းခန်းစည်းကဏ္ဍရသူများအနက်မှာမောင်ဝေဖြောနဲ့လူငယ်၁၀ဦးကိုရွှေညောင်မှစစ်ရာရှိဗိုလ်ကြီးနဲ့ဗိုလ်လေးဆိုသူနှစ်ဦးကလာရောက်ခေါ်ဆောင်ခဲ့ကြောင်း လူငယ်များကိုဖမ်းဆီးခဲ့သူနဲ့လာရောက်ခေါ်ဆောင်သူစစ်အရာရှိတို့ကြောင့်တကားပြောဆိုပြီးငွေပိတ်ငွေပြုတ်လောက်ကီကိုမြင်တွေ့ခဲ့ရတော့အဲ့ဒီနောက်မှာလူငယ်များကိုရွှေညောင် yes scan လို့ခေါ်ဆောင်သွားခဲ့ပြီးရွှေညောင်နဲ့ yes scan နောက်ထပ်ရှိမေအိမ်မှာနှစ်ပတ်ကြာပိတ်လောင်ခဲ့ကြောင်းသိရှိရပါတယ်။ခန့်တရားစီရဲမောင်ငွေတို့အသက်၁၉နှစ်နဲ့သာရှိသေးတော့လေတောင်ကြီးလာဘကရုံးမှာအသက်၁၆နှစ်ရှိရသူဆိုကမှတ်ပုံတဲ့အစ်စ်ကိုစစ်တပ်ကပြုတ်လောက်သိခဲ့ကြောင်း မူလမှတ်ပုံနဲ့မှာအသက်16နှစ်နဲ့သာရှိသွားလဲနောက်ထပ်မှတ်ပုံတွေတစ်ခုကိုထပ်မံထုတ်ပေးကအသက်16နှစ်ကိုလိမ့်မယ်ပြောင်းလဲခဲ့ကြောင်းမှတ်ပုံတွေမှာနေရက်လိပ်စာကိုလဲဝဲလို့မကော်ပြဘဲတောင်ညင်းညွန့်နဲ့ဆက်ဆက်တော့ရက်ပွက်လို့ခေါ်ပြခဲ့ကြောင်းသိရှိရပါတယ်။တောင်ညင်းညွန့်နဲ့လာဘကရုံးမှာစစ်မှုထမ်းရဖမ်းကြီးလာတဲ့လူငယ်များကိုစစ်တကမှတ်ပုံနဲ့အတုပြုတ်လုပေးခဲ့ကြောင်းရင်းတို့ဖတ်ပုံနဲ့အတုပြုတ်လုရမှာစစ်တကခိုင်းတဲ့အတပ်မပြောတော့လူငယ်များဖို့အခန်းနဲ့ထဲ့ကရိုက်နှက်ခဲ့ကြောင်းရင်းနောက်မှတ်ပုံနဲ့အတုများရရှိခဲ့ပြီးနောက် ကျိုင်းတော်မျိုးနဲ့စစ်စကန်အကြောင်းတို့စစ်ကားများပြို့ဆောင်ခဲ့ကြသိရှိရပါတယ်။ကျိုင်းမွန်တင်တန်းအကြောင်းမှတလကြာနေထိုင်ခဲ့ရတယ်။မိသားစုကကြောင်းထောက်ခံတာမူလခဘုံနေတို့အပါအဝင်ဆာရွက်ဆာတဲ့အပြည့်စုံနဲ့လိုက်ခေါ်လို့လွတ်မြောက်လာတာပါ။ကျန်တဲ့လူတွေကအတမဖမ်းကြီးခံရပြီးတင်တန်းတက်နေသေးပဲလို့သိရပါတယ်။အသက်16နှစ်မပြည့်သေးသူတွေကျမ်းမာရေးမကောင်းသူတွေအများကြီးရှိနေသေးတယ်လို့သိရတယ်လို့လွတ်မြောက်လာတဲ့ကျောင်းသားရဲ့ဆွေမျိုးတို့ကရှင်းပြထားပါတယ်။ မောင်ဝေဖြိုးရဲ့မိသားစုကကျောင်းအုပ်ကြီးရဲ့အထောက်ထားအပြည့်အစုံလယ်ဝင်းမျိုးနယ်မှာဆက်ဆိုင်ရာအထောက်ထားအပြည့်အစုံဖြင့်တသက်18နှစ်သာရှိပြီးကြောင်းပြတာကမိသားစုကလိုက်ငါထုတ်ယူခဲ့တဲ့ကြောင့်မောင်ဝေဖြိုးမှာပြန်လည်လွတ်မြောက်လာခဲ့ကြောင်းကြေညာရှိမြောင်းနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရဘီမျိုးနယ်မှာရှိတဲ့ကြားပြန့် KK ဘက် KNU ဘက်အချို့များရယူမြင်ခါရန်တဲ့လုံကြုံဦးစောက်ချက်ဖတ်ရယူနေတဲ့ဆိုတော့ အကြမ်းမဲ့စစ်အုပ်စီရထုတ်ပြန်ပြောဆိုချက်ကို KNU ကမြင်းဆို KK ပတ်နဲ့ KNU လောကမှာပတ်သက်မှုတရားဝင်အသိပေးတင်ညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါကရင်ပြည်နယ်မြားပေငုံနယ်မှာရှိတဲ့ကြားပြောက် KK ဘက်ကို KNU ဘက်အကျိုးမြတ်ရလို့ကငင်းသားရတဲ့လုံကြုံကြီးဆောက်ဆောက်ကကြားယူနေတယ်ဆိုတော့အကြမ်းမဲ့စစ်အုပ်သူရထုတ်ပြန်ပြောဆိုချက်ကို KNU ဘက်တရားဝင်ငင်းဆိုလိုက်တယ် မြန်မာအကြမ်းတ်စစ်အုပ်စုရဲ့ပြောရေးဆိုခွက်ရှိသူဇော်မင်းထွန်းက KNU အနေဖြင့် Time မြန်မာနယ်သက်ရှိ KK Pack Online ငွေလိမ်တဲ့လုပ်ငန်းများအတွက်မြင်းဟာရန်ကျတဲ့လုံခြုံရေးစောင့်ရှောက်ကရယူခြင်းတို့ဖြင့်အကျိုးအမြတ်များရရှိတယ်လို့စွပ်စွဲထားကြောင်း KNU ကအဆိုပါဆွဆဲချက်များကိုပြက်ပြက်တလက်ညှင်းဆိုကြောင်း KNU ကဒီနေ့ထုတ်ပြန်ကြေညာပါတယ်။မြန်မာစစ်အုပ်စုကစွပ်စွဲထားတဲ့မြေအကတရာကို Pesha International Holding Group ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ရှင်းကိုမူလအေအလင်းကုမ္ပဏီက2022ခုနှစ်ဒီဇင်ဘာလကတည်းကရက်ဆိုင်ခဲ့ပြီးဖြစ်တော့ KKB online ငွေလိမ်လုပ်ငန်းလောက်ကိုင်းတဲ့ဧက900ရှိသောမြေကွက်မှာတီးစားစီဖြစ်တော့မြေကွက်တစ်ခုတည်းနဲ့တစ်ခု3ကီလိုမီတာအကွာပဲတရှိတော့ KNU ကပြောဆိုပါတယ်အဲ့နောက်မှာ KKB online ငွေလိမ်လုပ်ငန်းက KAI နဲ့လုံးဝတော့မသက်ဆိုင်တဲ့စစ်အုပ်စုပြောရေးဆိုခွင့်ရှိသူရဲ့ဆွဆွဲချက်ကို KAI ကပြက်ပြက်သားသားညှိဆိုကြောင်း မြန်မာစစ်အုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူပါစစ်အုပ်စုရဲ့မြန်မာနိုင်ငံရှိ online ငွေသိမ်းခိုင်းများမှာနိုင်ငံရေးစီးပွားရေးနဲ့စီးရေးအရာအကျိုးအမြတ်ရရှိနိုင်မှုကိုဖုံးကွယ်လိုသည့်အတွက် KNU ကိုဆွတ်ဆွဲပြီးမဟုတ်မမှန်တဲ့တရေမှမြင်ဖြန့်ရှင်မှုကဖြစ်တဲ့အတွက် KNU အနေဖြင့်ညှင်းပယ်ကြောင်း KNU ကကဲဝင်တရင်ထုတ်ပြန်ကြေညာပါတယ် KNU အနေဖြင့်ထုတ်ပြန်ကြေညာချက်တွေအတိုင်းအခိုင်အမာရပ်တည်ပါတယ်တခြားပြောစရာမရှိပါလို့ KNU ပြောရေးဆိုခွင့်တည်တည် တ်တုစတော်နီကပြောဆိုပါတယ်။ဂျမ်မစစ်တကအော်တိုဘာလဇမအန်တကေကေဘက်ကိုတရားဝင်စီနေမီစစ်ကြောင်းထိုးမှုများလှုပ်ဆောင်လာကြောင်းအော်တိုဘာ23ရက်နေ့နဲ့ PGF ကဦးကြီးလောက်ကိုင်းနေတဲ့ကေကေဘက်အတွင်းမှာ ကြားဖြန့်လောက်ကိုင်းနေတဲ့ပြည်ရင်းပြည်ပလူအများပြားကိုနှစ်ထုံးစတဲ့လှုပ်ဆောင်လာကြောင်းတွင်ရရှိမြောက်